မင်္ဂလာညချမ်းပါရှင်နေပြည်တော်မူလဝတ္တာနယ်ဇလားဗေယျညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ် AB လ10ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္တာသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်ခြေနေများကတော့နေပြည်တော်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုးမှာဖန်ရရှိတဲ့ပုံအရကပ်ပလီပဲလေးပြင်းနဲ့ ဘင်္ဂလားပင်လယ်ော်တို့မှာတည်ရင်တင်ကျမှာတည်တူတန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့အရာဝတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်နာများဖြစ်တော်လျက်ရှိပြီးအဆိုပါမိုးတိမ်နာများရွေလျာရနေရတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာတဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ် ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတင်းတင်းတင်းမှာတိတ်ထူထပ်နေပါတယ်ဘင်္ဂလားပင်လယ်ော်အခြေအနေများကတော့ဒီကနေ့မြန်မာစံတော်ချိန်စက္ကွန်30နာရီအချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရနေရုံဟာဆက်လက်တရှိနေပါတယ်။အဆိုပါလေပြင်းရနေရုံဟာညအရှိမြဖတ်သူရွေးရှားနိုင်ပြီးနောက်ဆက်နာရီအတွင်းဘင်္ဂလားပင်လယ်ော်အလယ်ပိုင်း၌တဖြည်းဖြည်းအာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ မြန်မာပင်လယ်မြေမှာလှိုင်းအတင်းအတင်းရှိပါမယ်။လှိုင်းမြေမှာမြမကဲရဲတရှောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့မှာငါးပေမှာရှစ်ပေခန့်ရှိနိုင်ပါတယ်။မနေ့ပြန်မတဲ့ချိန်ဒီခမန်းချက်များအနေနဲ့ကတော့အေရဝတိုင်းဒေသကြီး၊ရခိုင်တိုင်းဒေသကြီးနဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့ ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမုတ်ထချုံရွာပါမယ်နေပြည်တော်နဲ့အနီးတဝိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခမန်းကျန်းမှာ ိတ်အသင်အတင်ဖြစ်တော်မီမုတ်ထချိုရဲ့200ကွက်ကြားမိုးရွာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရှမ်းကုန်းမြို့နယ်အနီတဝိုင်းမင်းပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ၂၀၀ကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ 36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မယ်လီမြို့နယ်အနီတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်အထင်တင်ပြတ်ထွန်းပြီးမိုးထစ်ချိုးရေနေရာကွက်ကြားမိုးရွာပါမယ်။အနည်းဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်အေရဝတီဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမုတ်ထချုံရွာပါမယ်လေပြာနယ်ရုံအခြေအနေ ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွားချက်များအရာမင်္ဂလာပင်လယ်ောအနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ရုံဟာဆက်လက်တရှိပါတယ်။အဆိုပါလေပြင်းရည်ရုံဟာညောင်အရှိမြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်7နာရီအတွင်းမင်္ဂလာပင်လယ်ောလေပိုင်း၌တဖြည်းဖြည်းအားရသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အဆိုပါလေးဖျားနေရဝင်ရဲ့အရှင်ကြောင့်ဒီနေ့ညမှာ17ရက်လေလာ2025ရက်နေ့အတွင်းနေပြည်တော်ရှမ်းကုန်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျမိုးထွက်ကြုံရွာနိုင်ပါတယ်။ 12ရက်လီလာ2025ရက်နေ့မှာ18ရက်လီလာ2025ရက်နေ့အတွင်းနေပြည်တော်ရှမ်းကုန်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့အပြားမွတ်ထကျော်ရွာပြီး အချို့ဒေသများမှာနေရာကွက်ရေးမိုးကြီးနိုင်ပါတယ်။အကြံပြုချက်သို့ဖြစ်ပါ၍မိုးတိကျစွာရာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကျိုပစ်ခြင်း၊လျက်စီလက်ခြင်း၊မိုးတိကျေခြင်း၊လျက်တပြည့်ရေကြီးခြင်းနှင့်မြေပြိုခြင်းစတဲ့သဘာဝဘေးရန်ရည်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများရှိ ကုန်မြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေအားလကောက် ညင်ငယ်၊ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုအနေရများကို၎င်းကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ညခွန်နာရဲ့ချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။